်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်မဒီဗီယိုမြင်တဲ့ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်စကိုင်းတိုင်းမိကေမြို့နယ်လောင်ပြေရွာအနီးချင်းတွင်းမြစ်အတွင်းမှာရွှေမျိုးမောင်းနေတဲ့မော်တော်တွေကိုနိုဝင်ဘာလ22ရက်မှာစစ်ကောင်စီတပ်ကလေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့တဲ့အတွက်15ရောက်ထပ်မင်းနဲ့တေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ တတအုလေတက်ကနေ တက်လာတဲ့ jet fighter တစ်စီးနဲ့နိုဝင်ဘာလ22ရက်နေ့လယ်တနာရီခွဲကျော်အချိန်မှာတစ်ချိန်ညနေ၄နာရီလောက်မှာတစ်ချိန်လေကြောင်းကနေဘုံဒီ6လုံးကျဲချတက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။သေဆုံးသူ15ယောက်ထက်မနည်းရှိပြီးချင်းတွင်းမြစ်ထဲကိုအလောင်းမျိုးသွားတာတွေလည်းရှိနိုင်တဲ့အတွက်သေဆုံးသူအတိအကျကိုသိနိုင်ဖို့ခက်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ လောင်ပြေရွာအနီးကရွှေမျောလောက်ကွက်ဟာဒေသခံပြည်သူတွေကရွှေမျောမပြူလို့ဖို့စနပြတောင်းဆိုနေတဲ့နေရာလေးဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကပုံကျဲချထားတဲ့နေရာမှာဒေသခံတွေကကူညီကစေးလုံဆောင်နေတဲ့အချိန်ပါရမော်တာ3စီးနဲ့3ကြိမ်ထိလာရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ PK ရဲ့ရပ်ပိုင်းကပူတာအိုမြို့နယ်တန်ကြားကြီးရွာအနီး စစ်ကော်မရှင်တပ်နဲ့ KAI ပုံတပ်တွေထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဘက်ကစီရေလှုပ်ရှားမှုတွေတောက်လျှောက်ပြုလုပ်နေတာဖြစ်ပါတယ်ကျွန်တမရထေဝဒင်းကျင်းချမှုရှိမှုတယ်ဗမကိုက်ကတော်မှာတော့အခုတလောတော့သူတို့ဘက်တောက်လျှောက်စေးလှူရှားမှုတွေလုပ်နေတယ်မရှမ်းပေါ်မြို့နယ်ပူတောင်မြို့ကမြို့ဝင်ထွက်လန်းနေနဲ့မြို့ဘက်လန်းနေမှာတော့အောက်တိုဘာတတရပလောက်ကစပြီးတားဆီးစစ်ဆေးတာတွေလုပ်နေတယ်တန်ကြာဘက်မှာလည်းစစ်တပ်ကစေးလှူရှားလာလို့တိုက်ပွဲဖြစ်ကြတာတန်ကြာ ရီကိုလည်းတန်ချမ်းရီမကောက်တော့ပုံမြန်တော့လည်းပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့ကစပြီးစစ်ကော်မရှင်ပူပေါင်းတပ်တွေကမလိခမြကျော်အတိုင်းစီရေလှူရှာလာတာကြောင့်တန်ကြားကြီးရွာအနီးမှာကင်ရီပူပေါင်းတပ်တွေနဲ့ချီတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မချမ်းပေါ်မြို့ပေါ်ရှိခန်းလာရတစ်တုံးခွန်တပ်ကစစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပူပေါင်းပြီးစီရေလှူရှာခဲ့တာကြောင့်ချီတွေ့တိုက်ပွဲဖြစ်ပွားရတာဖြစ်ပြီးစစ်ကော်မရှင်ပူပေါင်းတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒေဆုံးမှုရှိတယ်လို့ လက်နဲ့တချို့လည်းတိမ်စီရမိခဲ့တာလို့သိရပါတယ်။အိုးရေငါရချေဒါစ်တာပုရှိယရှင်ကောနာတလောကဒီလာ၁၀ရက်နေ့ကနေ၁၉ရက်နေ့ထိတန်ကြာကြီးရနာမှာတိုက်ပွဲဖြစ်တယ်။တန်ကြာပေးမလိခမြစ်ဘက်မှာပြစ်ကြတယ်။၁၉ရက်နေ့အထိဖြစ်တာကသူတို့ဘက်ကတပ်ပြန်ဆုတ်သွားတယ်။အဓိကသူတို့ဘက်ကစည်ရေးလှရှာလာလို့ထိတွေ့တိုက်ပွဲ ဖြစ်တဲ့သဘောပါပဲ။တန်တုံပူမြန်တထင်ကိုပြင်းလို့ ဘူတာအုံမြို့အနီးဝန်းကျင်မှာတစ်ဖက်တိုက်ပွဲခက်စစ်စိတ်ဖြစ်ပွားလာပြီးတဲ့နောက်စစ်ကော်မရှင်တပ်ကဘူတာအုံမြို့မှာလည်းစီးရီးပြစ်စမှုတွေအရှိန်အဟုန်မြင့်လွတ်ဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တန်ကြားကြီးရွာကတော့ဘူတာအုံမြို့နယ် KIA ထိန်းချုပ်ထားတဲ့ဆွန်ပရာဘုံမြို့နှစ်ခုကြားမှာတည်ရှိတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအောက်တိုဘာလကုန်ပိုင်းကစပြီးဘူတာအုံမြို့အရှိဘက်မချမ်းပေါ်ထန်ကားဘက်နဲ့ မြို့ရဲ့တောင်ပတ်ပူတာဝမကျင်းနာလမ်းပိုင်းရှိစွန်ပြည်ရန်တန်ကြားဘက်ကိုစီရီလူရှာမှုတွေခက်ဆက်စိတ်ပြုလုပ်လာနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကော်မရှင်တပ်တွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနိုဝင်ဘာ16ရက်နေ့19ရက်နေ့တွေမှာခေပူပေါင်းတပ်တွေတင်ပိုက်ထားတဲ့ခေါလံဖူးနဲ့ဆော့လုံမြို့နယ်အဆက်ကလာဟီစင်စခန်းဘက်ကို Jet Fighter နဲ့ပုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီးနေ့ရက်လေကြောင်းကနေကင်းထောက်တာတွေပုံမှန်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ကျမဟနာပါ မြန်မာထိုင်းနယ်စပ်အနီးကမော်တော်မြူသိန်းတိုက်ပွဲကြောင့်ဒေသခံမိသူများထောင်ကျော်ဟာမြန်မာထိုင်းနယ်စပ်မြင်းအနီးနဲ့နိစရာတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။လက်ရှိမှာလည်းစစ်ကော်မရှင်ကစုံယုံထားတဲ့မော်တော်မြူနဲ့တက်စကန်တွေကိုပြန်လည်သိမ်းပိုက်နိုင်ရေးလေကြောင်းပစ်ကူနဲ့မြေပြင်စစ်ကြောင်းထိုးနေတာကြောင့်ဆက်လက်ဆစ်ဆောင်နေရပါတယ်။ဒါကြောင့်ဆစ်ဆောင်မိသူတွေဟာယာယီပြဲဒီမော်လုံကျုံမှုမရှိတာကြောင့်စောင်းရနေရဲ့အေးအတန်ကိုရင်ဆိုင်နေရပါတယ်။ ။ရစီဆောင်ရင်းမှာအဓိကပါလို့အချင်းရှင်နေလဲဆိုတော့ကွာဆောင်ရတည်ပြေဒေတာနေဆိုင်ရဲ့မော်ဒန်နေဆိုင်ရဲ့အဆောင်ရတရားတော်အေးအာဒီမှာတချို့ဆေးရှားရထမဆီးလေးဖြန်ထားတဲ့လူတွေတချို့ရဲ့အုပ်လေးပေါ်တဲ့အတိတ်ခဏဆက်ချက်ဆေးဆက်ကြုံရရင်မနေ့မြန်မြန်ရေးပြကလေးတင်လေးရမနေ့ညဆိုတော့အဲသူတွေအတူကောင်းပါလို့လဲဆိုတော့စာရင်းဖြာရင်းအဲဒီမျိုးတွေညနေနေ့ထွေးစီမှာရောင်းရတယ်မျိုးလို့အမ်းပါနော် လက်ရှိမှာလဲစစ်ကော်မရှင်ကမောတော်မျိုးနဲ့ထုံခါမောတိုင်းနာမည်ကကြွေရလေးကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေပါတယ်စစ်ဆောင်ပြည်သူရဲ့လူအပ်ချက်တွေကိုကူညီပေးရမှာထိုင်းရနာပိုင်းတွေရဲ့တားမြစ်ပိတ်ပင်မှုတွေကြောင့်ခက်ခဲတွေရှိနေတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်ထိုင်းစစ်သားထမိတ်ထုတ်ပဲပုတ်ခွဲပေးရကြတဲ့ပစ္စည်းပုတ်ခွဲမပေးတော့နေစေပုံရတာပဲချုပ်ပိုးတို့ပတ်ပူတွေတို့ဖျားနေလဲဆန်းလွန်လူတာတွေထမိတ်ထုတ်တွေလောက်ပေးတာတွေကားတွေကားတွေနဲ့လောက်နေကြောပေါ့နော် ။နောက်နေကြအအစာပိုင်းမတော်ကိုလူတွေကအထက်ထီဝေပေးရောပေါ့နော်။နောက်ရင်ကျတော့ကာသမားတော်မပေးရောပေါ့နော်။ထိုက်ဆက်တော့ကိုတိုင်မောက်ကြီးပေးတော့တယ်။အဲလိုမျိုးပေါ့နော်။ကိုပဲဝေခွင့်ပြရဟဲ့။ဒါကိုဗီဒီယိုတွေရိုက်ခွင့်ပြရ။အထက်အစင်စားတွေကတော့ live ပေါ်နေအချိန်တွေပြပြောနေတော်မျိုးတော့ရှိမှာပေါ့နော်။အပြီးတော့မိုးရွာမှာဖြစ်တဲ့ကိဒါပဲကိုကြီးနေတဲ့ဖွယ်လေးကနေဒိုးကောင်တွေလူပေးရရဲ့ပေါ့နော်မိုးရွာချုပ်ထားရပေါ့အရင်ပေါ်တုံးပိုးကောင်းကလေးအဲပြီးတော့အောက်ဘောဆယ်ဆောင်းတွေအတွေ့ကြတော့ဒိုမနီကဒီနေဆန် KU ဘိုင်းနဲ့ချိန်စစ်ပြီးတော့ပေါ့ စာတွေစီးတွေမမောငေါတဲ့တော့အပြတ်တော်ပေါ်ရီဘောနောမောကရအရရပူသွေးလိုက်ပြီဘောနောဘောတော်မျိုးဒိတိုက်ပွဲတွေအရာရှိပါဝင်စစ်တုံးပွဲ40ကျော်နဲ့လက်နဲ့ခရံများပြားသိသိရမိခဲ့ပါတယ်ဒါအပြင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်40ကျော်အားထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်တိုက်ပွဲတွေစစ်ကောင်မရှင်ကလေကြောင်းကနေမျိုးရင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးရာတွေရှိတယ်လို့ KNU ကထုတ်ပြန်ပါတယ် ျွန်တော်အောင်ခံပါမက္ကဆီကိုအလဲပိုင်းမှာဘရင်လိပ်ပြားတွေအတွက်ဘေးမဲ့တော်တခုကိုနိုဝင်ဘာလ20ရက်နေ့မှာတရားဝင် ဖွင့်လှစ်ခဲ့ပြီးသစ်ပင်တွေပေါ်မှာလင်းမောရောင်အင်းဆက်သံမများစွာကိုတွေ့ဖို့အခွင့်အရေးပေးပါတယ်။ဘရင်လိပ်ပြားတွေဟာကနေဒါကနေအမေရိကန်ပြည်ထောင်စုအဲဒီကတဆင့်မက္ကဆီကိုနိုင်ငံရဲ့ဆောင်းရာသီမှာ နွေးတဲ့နေရာတွေစီ2485မိုင်ကျော်တဲ့ခရီးကို20နှစ်တာအရွှေ့ပြောင်းနေထိုင်ကြတာပါမလာအထိမက္ကဆီကိုကဗီမဲ့ဒေါ်ရီမှာအခြေချနေထိုင်ကြပါတယ်ဆောင်းရသည်မှာအရွှေ့ပြောင်းမှုဟာနွေမလာ၂ရက်နေမှာစတင်ခဲ့ပြီးဘီရင်လိပ်ပြာဇီဝရဲ့ဝန်ဗီမဲ့ဒေါ်မှာလိပ်ပြာတွေပထမဆုံးရောက်လာတာကိုမှတ်တမ်းတင်ခဲ့ပါတယ်ဒါပေမဲ့မလာအထိဗီမက်တော်တွေကိုအများပြည်သူအတွက်ဖွင့်လှစ်မှုကစနေနေ့မှတရားဝင်စတင်ခဲ့ပါတယ် ပေမဲ့တော်ဟာမီချွာကန်နဲ့မက္ကဆီကိုပြည်နယ်တဝမ်းမှာဟက်တာ9600ကျော်ကျယ်ဝန်းပါတယ်။မီချွာကန်ပြည်နယ်အလဲပိုင်းကစီအရာချင်းကွာအပါဝင်ခီးသည်တွေအတွက်ဖွင့်ထားတဲ့ပေမဲ့တော်လေးခုရှိပါတယ်။လေပြအရေအတွက်ဟာ2023-2024ခုနှစ်နဲ့နှိုင်းရှင်ရင်ပြီးခဲ့တဲ့ရာသီကထက်နှစ်ဆနီးပါးမြင့်တက်လာပြီး69ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့မက္ကဆီကိုအစိုးရကဆိုပါတယ် တဟမုခောက်ရေရှအခြေအနေတွေရော့နေလာတာကအကြောင်းရင်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်ရှင်။ဒီပီပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်